ဖက်စစ်များကိုတော်လှန်ခြင်း1948ခုနှစ်မြန်မာပြည်သက်မှာတမိုင်းတရှောင်းပြစ်ခဲ့မှုတဲ့တော်လှန်ရေးနေ့နဲ့လွတ်လပ်ရေးနေ့ဆိုတဲ့လူထုအားလည်းနှစ်ရက်ပေါ်ထွန်းခဲ့ပါတယ်။တော်လှန်ရေးနေ့ဟာဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံကို၄နှစ်ကြာဆိုးမိုးအုပ်ချုပ်ခဲ့တဲ့ဖက်စစ်ဂျပန်တွေကိုမြန်မာနိုင်ငံသားတွေကစတင်တော်လှန်ခဲ့ကြတဲ့1945ခုနှစ်မတ်လ28ရက်နေ့ကိုအထိမ်းမှတ်ပြုထားခြင်းဖြစ်ပါတယ်။လွတ်လပ်ရေးနေ့ကတော့မြန်မာနိုင်ငံကိုနှစ်ပေါင်းတရာကျော်ကျွန်ပြုတ်အုပ်ချုပ်ခဲ့တဲ့အင်္ဂလိပ်ဆိုးရလက်အောက်ကနေလွတ်မြောက်ခဲ့တဲ့ 1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့ကိုအထိမ်းအမှတ်ပြုထားခြင်းဖြစ်ပါတယ်။ဒေါ်လာယင်းနေရဲ့မူရင်းနာမည်ဟာဖက်စစ်ဒေါ်လာယင်းနေဖြစ်ပါတယ်။ဖက်စစ်ဒေါ်လာယင်းဆိုတာဟာမြန်မာတိုင်းသားများရဲ့လက်နက်ကိုင်ဒေါ်လာယင်းတရက်ဖြစ်ပြီးအဲဒီဒေါ်လာယင်းရဲ့အဓိကအင်အားစုဟာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့မျိုးချစ်ဗမာတပ်ဖွဲ့ Patriotic Burmese Forces PBF ဖြစ်ပါတယ်။အမှန်တော့ PBF ဆိုတာဟာရဲဘော်တုံးကြီးကဗမာပြည်ထဲကိုဂျပန်တပ်တွေနဲ့အတူဝင်လာခင်1942ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာ ဂျပန်တွေကဖွဲ့စည်းပေးလိုက်တဲ့ဗမာလွတ်လပ်ရေးတပ်မတော် BIA ဗမာပြည်ကိုဂျပန်တွေကသိမ်းပိုက်လိုက်ပြီးတဲ့နောက်1942ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပြန်လည်ဖွဲ့စည်းခဲ့တဲ့ဗမာကာကွယ်ရေးတပ်မတော် BDA ဂျပန်ခင်မြန်မာစိုးရကိုဖွဲ့စည်းတဲ့1943ခုနှစ်ဩဂုတ်လ1ရက်နေ့မှာပဲ BDA ကိုနာမည်ပြောင်းလိုက်တဲ့ဗမာမျိုးသားတပ်မတော် BNA တို့နဲ့ပင်ကိုအားဖြင့်အတူတူပဲဖြစ်ပါလေ။စစ်ကြီးတွင်မှာအင်္ဂလိပ်အမေရိကန်မာမေးတပ်တွေရဲ့တံပြန်ထိုးစစ်ကြောင့်ဂျပန်နေအရင်းနှိမ်လာခြင်း 1944ခုနှစ်ဩဂုတ်လနဲ့1945ခုနှစ်မတ်လအတွင်းမှာဂျပန်ခေတ်မြန်မာစိုးရရဲ့ကာကွယ်ဝင်ကြီးဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်နဲ့ BNA စစ်ခေါင်းဆောင်တွေဟာဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပြည်သူ့ရေတော်ဘုံပါတီတို့ကအရသာခေါင်းဆောင်တွေနဲ့ဤဝက်တွဲဆုံဆွေးနွေးခဲ့ကြပြီးဖက်စစ်ဂျပန်တွေကိုအတူတကပူးပေါင်းတိုက်ခဲ့ကြဖို့သဘောတူခဲ့ကြပါတယ်မြန်မာတို့ကဖက်စစ်ဂျပန်တွေကိုတော်လှန်ပြီးဖြစ်ကြောင်းဗိုလ်ချုပ်အောင်ဆန်းကတရားဝင်ကြေညာလိုက်တဲ့1945ခုနှစ်မတ်လ29ရက်နေ့မှာ BNA ကို မျိုးချစ်ဗမာတပ်ဖွဲ့ PBF အဖြစ်အမည်ပြောင်းလိုက်ပါလေ။အဲဒီနေ့မေလ16ရက်နေ့မှာ မာမိတ်တွေက PBF ကိုသူတို့ရဲ့မာမိတ်တပ်ဖွဲ့တစ်ခုဖြစ်တရားဝင်လက်ခံလိုက်ပါတယ်။ဩဂုတ်လ15ရက်နေ့မှာတော့ဂျပန်ပြင်ဟီရိုဟီတိုကဂျပန်နိုင်ငံကလက်နက်ချအညံ့ခံကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ဒီနေရာမှာအထူးပြုပြီးပြောချင်တာကတော့ဖက်စစ်တော်လှန်ရေးမှာမျိုးချစ်ဗမာတပ်ဖွဲ့နဲ့အတူဒိုင်းနာပေါင်းစုံပါဝင်တဲ့အရသာပြောက်ကြားတော်လှန်ရေးသမားတွေလည်းပါဝင်တိုက်ခိုက်ကြတယ်ဆိုတာပါပဲ။ မြန်မာပြည်လွတ်လပ်ပြီးစပေါ်ထွန်းခဲ့တဲ့စာနယ်ဇင်းတွေကဆောင်းပါးတွေနဲ့တရုတ်ဖော်ပုံတွေမှာဖက်စစ်တော်လှန်ရေးနေ့အကြောင်းကိုတရုတ်ဖော်တဲ့အခါစစ်ဘုဆုံဝတ်ထားတဲ့စစ်သားပုံတွေထက်ခေါင်းပေါင်းခမောက်ဆောင်ပြီးလက်မောင်းမှာအနီရောင်နောက်ခံကျေပြူတွင်လက်ပတ်ကိုဝတ်ဆင်ထားတဲ့အရဲဘော်ပျောက်ကြားတော်လှန်သမားတွေရဲ့ပုံတွေကပိုးပြီးခေစားခဲ့ပါတယ်။ဒီချက်ကိုထောက်ရှုခြင်းအပြင်ဖက်စစ်တော်လှန်ရေးမှာအရသာတော်လှန်ရေးသမားတွေရဲ့ခန်းကဏ္ဍကကြီးမားခဲ့တယ်ဆိုတာထင်ရှားလာပါတယ်။မြန်မာပြည်ကိုအင်္ဂလိပ်တွေကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် 1945ခုနှစ်စက်တင်ဘာလ4ရက်နေ့ကနေ9ရက်နေ့ထိဒီယိုနိုင်ငံကန်နီမြို့မှာပြုလုပ်တဲ့ဗမာတပ်မတော်သည့်ဖွဲ့စည်းရေးဆွေးနွေးပွဲကိုမျိုးချစ်ဗမာတပ်ဖွဲ့ခေါင်းဆောင်လည်းဖြစ်ဖက်ဆစ်ဆန့်ကျင်ပြည်သူလွတ်လပ်ရေးဖွဲ့ချုပ်ဖာစာပလာဥက္ကဋ္ဌလည်းဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဖာစာပလာတရွေတွင်းမှုတခင်တန်းထွန်းတို့ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်ဖွဲ့တက်ရောက်ခဲ့ပြီးဗြိတိရှ်ကိုယ်စားလှယ်ဖွဲ့ကိုတော့အရှိတောင်အာရှမာမိတ်တပ်ပေါင်းစုစစ်သေးတာပရိချုပ်လူဝင်မောင်ပတ်တန်ကဦးဆောင်တက်ရောက်ခဲ့ပါတယ် အဲ့ဒီဆွေမျိုးပွဲမှာမျိုးချင်းဗမာတပ်ဖွဲ့နဲ့ဗြိတိရှားတို့ထံမှာစစ်မှုထမ်းနေတဲ့ဗြိတိရှားဗမာတပ်မတော် British Bomber Army တို့ကိုပူးပေါင်းစေပြီးတခုတည်းသောဗမာတပ်မတော် Bomber Army အဖြစ်ဖွဲ့စည်းကြဖို့သဘောတူခဲ့ပါတယ်။ဒီနေရာမှာသတိပြုသင့်တဲ့အချက်နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့မြမလွတ်လပ်ရေးနဲ့အတူပေါက်ဖွာလာတဲ့ဗမာတပ်မတော်ဟာရဲဘော်၃ချီတို့ကဖွဲ့စည်းခဲ့ပြီးလင်းနစ်တွေနံပါတ်၄ချိန်ပြောင်းလဲခဲ့တဲ့မျိုးချစ်ဗမာတပ်မတော်ကတပ်သားတွေကြီးတတ်တတ်မဟုတ်ပဲဖက်စစ်တော်လှန်ရေးကာလတစ်လျှောက်မှာပေါင်းဝင်ခဲ့ကြတဲ့ တိုင်းရင်းသားပေါင်းစုံတပ်သားတွေနဲ့ဗြိတိရှ်ဗမာတပ်မတော်ကတပ်သားတွေလည်းပါဝင်တယ်ဆိုတာပါပဲဒုတိယချက်ကတော့ဗမာလွတ်လပ်ရေးကိုရယူခဲ့ရမှာစစ်ရေးလက်ရုံးရင်နဲ့ရယူခဲ့တာမဟုတ်ဘဲနိုင်ငံရေးနှလုံးရင်နဲ့ရယူခဲ့ခြင်းသာဖြစ်တယ်ဆိုတဲ့အချက်ပါပဲမြန်မာပြည်သူတွေတင်မြောက်ခဲ့ကြတဲ့ရတားဆိုးရွားကိုလက်နက်နဲ့နိုင်ကျင်ပြီး1962ခုနှစ်မှာစစ်အာဏာသိမ်းခဲ့တဲ့ဗိုလ်နေဝင်လက်ထက်မှာမြန်မာပြည်သူတရက်လုံးကိုကိုးစားပြုတဲ့တော်လှန်ရေးနေ့ကိုစစ်တပ်ကိုသာကိုးစားပြုတဲ့တပ်မတော်နေ့အဖြစ်နာမည်ပြောင်းခဲ့ပါတယ်။ဒါတွေမကဖက်စစ်ဂျပန်တွေကို မြန်မာပြည်ထဲကနေတိုက်ထုတ်ရမှာပေါဝင်ခဲ့ကြတဲ့မာမိတ်တပ်ဖွဲ့တွေအရသာတော်လိုင်းသမားတွေနဲ့နိုင်ငံရေးသမားတွေရဲ့ခန်းကဏ္ဍကိုမိမ့်မိန်စေပြီးဘူနေဝင်းကိုယ်တိုင်ပေါဝင်ခဲ့တဲ့ရဲဘော်၃ကြီးရဲ့ခန်းကဏ္ဍကိုသာကျောင်းသုံးပြတ်ထန်းဆောင်များနဲ့စာလယ်ဇင်းတွေမှာဝါဒဖြန့်ပြီးဖော်ပြခဲ့ပါတယ်။အကယ်၍တမ်မတော်နေ့ဖြစ်ရှိစေခြင်းနဲ့ဆိုရင်တော့တော်လိုင်းရင်းတွေကိုလူယူမဲ့အစား BIA ကိုထူထောင်ခဲ့တဲ့ဒီဇင်ဘာလ26ရက်နေ့ကိုသာရွေးချယ်ခဲ့သင့်ပါတယ်။ဘာပဲပြောပြောခြေကံဥပဒေနဲ့နိုင်ငံတော်ကိုတစ်ဆာဖောက်ပြပြီးအချိန်ချင်းအာဏာသိမ်းခဲ့တဲ့မြန်မာစစ်တပ်ဟာ ဒီကနေ့မှာကိုပြည်သူတွေကိုနှိပ်စက်တပ်ဖြတ်ပြီးစစ်ရာဇဝမှုတွေကိုကျူးလွန်နေတဲ့ဖက်စစ်စစ်တပ်ဖြစ်သွားခဲ့ပါပြီ။တခါခါဖက်စစ်ဂျပန်တွေကိုမြန်မာပြည်သူကတော်လှန်ခဲ့တယ်လို့ပဲလက်ရှိဖက်စစ်စစ်တပ်ကိုလည်းမြန်မာပြည်သူတွေကတခဲနဲ့တော်လှန်နေကြပြီဖြစ်ပါတယ်။တခါခါမြန်မာပြည်ကိုစိုးမိုးအုပ်ချုပ်ခဲ့ကြတဲ့ဖက်စစ်ဂျပန်တွေမရှိမလားရှုံးနေသွားခဲ့ကြတယ်လို့ပဲလက်ရှိဖက်စစ်တပ်ဟာလည်းပဲမကြာခင် ကာလမှာမရှိမလားရှုံးနေပြီးလက်နက်ချရတော့မှအသေးကြပဲဖြစ်ပါတယ်ခင်ဗျာ။